မင်္ဂလာပါရှင်ဘာမတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် လေဗရန်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားရှိဦးသိဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုရိုင်းလေဗရန်မြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သားရှိဦးသိဆုံးခဲ့ကြောင်းတာယာဝရီခရိုင်တရင်3800နဲ့တာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါရယ်။အေဒီလာ7ရက်နေ့နေ့လယ်တနိုင်းမိနစ်30ခန်းမှာလေဗရန်မြို့နယ်ထမ်းပင်ကျောင်းရွာမှာထွက်ခွာလာတဲ့အင်အား80ခန်းမှာစစ်တပ်စစ်ကြောင်းကိုအုပ်ဖို့စုရွာနဲ့ရေငန်ရွာကိုဆက်သွဲထားတဲ့ချောင်းကူတဒါနီမှာတာယာဝရီခရိုင်တရင်3800နဲ့တက်ခွဲနေတဲ့အတူရွှေ ရမ်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲဘော်တွေပူးပေါင်းပြီးစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကတနိုင်ကန်ကြာမြင့်ခဲ့ပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုအတွင်းအစမ်းမဲ့စစ်ကောင်စီတပ်သားရှင်းဦးတည်ဆောင်ပြီး၄ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။တမ်းမိန်ကျောင်းဘက်ကနေချင်းလင်းတက်ချလာတဲ့စစ်ကွေးစစ်ကြောင်းကိုရှင်းငန်နဲ့အုပ်ဖို့စုကိုဆက်သွယ်ထားတဲ့တရားနာကနေစောင့်ပြီးတိုက်ခိုက်ပါတယ်။အဲ့ဒီမှာအပြန်အလှန်တနိုင်လောက်တိုက်ပွဲဖြစ်တာမှာစစ်ကွေးရှစ်ကောင်တည်နဲ့၄ကောင်ကဒဏ်ရာရပြီးအထိနာသွားတော့သူတို့တက်ဆွဲထားတဲ့တမ်းမိန်ကျောင်းဘက်ကို PUP ရဲ့ ်ပြန်ဆုတ်သွားပါတယ်လို့တာယာဝတီခရိုင်တရင်3800နဲ့တာဝန်ရှိသူတောင်းကပြောပါတယ်။ဆလဘီလည်းအကြံဘက်စစ်ကောင်စီတပ်သားတွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာနိုင်လို့ပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများဤသွားလာနေတိုင်းမှုများလုံးဝလုံးဝမပြုလုပ်ကြဖို့တာယာဝတီခရိုင်တရင် PDF မှာတာဝန်ရှိသူတောင်းကဆက်လက်ပြောဆိုပါတယ်။ ဆက်လက်ပြီးဘုတလင်မျိုးပေါ်ရှိစစ်တပ်ရဲ့မိုးစစ်စင်ရေးဂိမ်းမှာစစ်သားတွေကလမ်းသွားလမ်းလာပြည်သူများကိုပြစ်ခတ်မှုပြည်သူတအုပ်တည်ဆုံတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းနိုင်ဘုတလင်မျိုးပေါ်ရှိ အကြံဖက်စစ်ကောင်စီရဲ့မိုးစစ်စင်ရေးဂိမ်းမှာစစ်ကောင်စီတပ်သားတွေကလမ်းသွားလမ်းလာပြည်သူများကိုပြစ်ခတ်တာကြောင့်ပြည်သူတအုပ်တည်ဆုံခဲ့ကြောင်းမွန်ရွာခရိုင်အမှတ်နှစ်တိုင်ရင်တခွဲတဲရွာစော်ကြီးတခွဲမှာတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ AB လ14ရက်နေ့ညနေ9:00မိနစ်10မိနစ်ခန့်မှာဘုတလင်မျိုးပေါ်ရှိအကြံဖက်စစ်တပ်ရဲ့မိုးစစ်စင်ရေးဂိမ်းမှာစစ်သားတွေကလမ်းသွားလမ်းလာပြည် တော်တွေကိုလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြံဘတ်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်ပြည်သူတအုပ်တည်ဆုံးခဲ့ပြီးလက်ရှိအချိန်ထိစစ်သားများကရန်တမ်းပစ်ခတ်မှုတွေလှုပ်ဆောင်နေတာကြောင့်တည်ဆုံးသူမြည်သူမြေဝါဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။စစ်ခွေးတွေပစ်ခတ်လို့တည်ဆုံးသူရဲ့အမြင်နဲ့ဘယ်ကျေးရွာဆိုတာကိုအဲ့ဒီလိုတော့မသိသေးဘူး။အဲ့ဒီနာမှာရန်တမ်းပစ်ခတ်နေစေမလို့တွားကိုမကြည့်နိုင်သေးတာပါ။အချိန်ကတော့9နာရီလောက်ကပါစစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတာမျိုးတော့မကြားမိသေးဘူး။ပြည်သူတအုပ်ကြီးစံထိမှန်တည်ဆုံးလာတော့မှန်နေလို့မုံရွာခရ ိုင်းအမှတ်နှစ်တိုင်ရင်တက်ခွဲတင်းရွာစော်ကြီးတက်ခွဲမှာတာဝန်ရှိသူတောင်ကပြောပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်တန်အန်တန်ဒီပါတီပြန်လည်မပုံတင်ဖို့ပါတီဝင်တချို့ကြိုးပမ်းမှုဒေါအောင်ဆန်းစုကြည်လက်မခံခဲ့လို့စစ်ကောင်စီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချို့ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်တန်ပါတီပြန်လည်မပုံတင်ဖို့ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်တန်းတွားရောက်ခွင့်တောင်းခဲ့ရာဒေါအောင်ဆန်းစုကြည်ကလက်မခံခဲ့ကြောင်းသိရပါရယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာ AI ဂျာစီယာ ။တရင်ဌာနကစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကိုနေပြည်တော်မှာတွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာပြည်တွင်နေရှိ NLD ပါတီဝင်တချို့ကစစ်ကောင်စီရဲ့ရွှေကောက်ပွဲကော်မရှင်ထံပါတီမှတ်ပုံတင်ဖို့ကြိုးစားခဲ့တဲ့အခြေအနေကိုပြောဆိုခဲ့တာဖြစ်ပါတယ်။ပြည်တွင်နေမှာ NLD ပါတီဝင်တွေရှိတဲ့သူတို့ကမှတ်ပုံတင်ခြင်းကြတယ်မှတ်ပုံတင်ဖို့လဲဒေါအောင်ဆန်းစုကြည်ကိုတွားရောက်ခွင့်တောင်းခဲ့တယ်။ဒေါအောင်ဆန်းစုကြည်အနေနဲ့သဘောတူတယ်လို့လည်းမပြောခဲ့ဘူးသဘောမတူဘူးလို့လည်းမပြောခဲ့ဘူး။အဲ့ဒီနောက်ပိုင်းမှာသူတို့မှတ်ပုံတင်ဖို့ကြိုးစားခဲ့တယ်လို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကတရင်ဌာနကို ပြောပါရယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထံပါတီပြန်လည်မပုံတင်ရေးကြိုးပမ်းတဲ့ပြည်တွင်းရှိ NLD ပါတီဝင်တွေရဲ့အမည်များတွားရောက်ခွင့်တောင်းခံခဲ့တဲ့အချိန်ကာလတို့ကိုထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူးဒါပေမဲ့ NLD ဘို့အလုတ်ကော်မတီဝင်ဖြစ်ခဲ့သူဒေါ်စန္နာမင်းက2022နိုဝင်ဘာလမှာစစ်ကောင်စီကခွင့်ပြုလို့ဒေါအောင်ဆန်းစုကြည်ကိုတွားရောက်တွေ့ဆုံခဲ့ကြောင်း အဲဒီလိုတွေ့ဆုံစဉ်ပါတီအခြေအနေကိုပြောကြားခဲ့ကြောင်းသတင်းမီဒီယာချို့ကိုဖြေကြားထားပါတယ်။ပါတီကိုစစ်ကောင်စီလက်အောက်မှပြန်လည်မှတ်ပုံတင်ဖို့ပြောကြားခဲ့ကြောင်းကိုတော့မီဒီယာတွေကိုဖြေကြားခဲ့ခြင်းမရှိပါဘူး။အခုကစစ်ကောင်စီပြောခွင့်ရဖြေကြားချက်တွေမှာပါတီဝင်တချို့ကဒေါအောင်ဆန်းစုကြည်ကိုမှတ်ပုံတင်ရန်ပြောကြားခဲ့ကြောင်းဒေါအောင်ဆန်းစုကြည်ကမိတိမှတ်ချက်မှပေးခဲ့ခြင်း မပြီးခဲ့ခြင်းဖြစ်ကြောင်းတည်ရဝင်မှတ်တမ်းထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်မှာ2021 February ရက်ကလေးကစေအုပ်စုရဲ့မတရားဖမ်းဆီးမှုခံနေရဆဲဖြစ်ပြီးစော်မင်းတို့ပြောကြားချက်ရောဒေါသနာမင်းမီဒီယာချုပ်ကိုဖိကြားချက်ပါပေးဟမြန်နေဆိုတာကိုတော့မသိနိုင်ဘူး။ဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်လွတ်မြောက်လာပြီးပြောကြားပါမှပြည်စုံမှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုလုံမှုဆောင်ကော်မတီကလည်း2023မတ်လ3ရက်မှာဗဟိုလုံမှုဆောင်ဖွဲ့ဝင်ဦးဖြိုးမင်းသိန်းဗဟိုကော်မတီဝင်ဖြစ်တဲ့ဒေါ်စနာမင်းဦးတိုးလွင်ဦးဝင်းမြအောင်တို့ကိုပါတီမှထုတ်ပယ်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။ NND ဗဟိုအလုပ်ကော်မတီကအချက်ပါလေးဦးကိုထုတ်ပယ်ကြောင်းကြေညာချက်မှာဥပဒေချုပ်ဖောက်အကြမ်းဖက်မှုအာဏာလုစစ်ကောင်စီကအတူရောင်ရွေးကောက်ပွဲတစ်ခုဖန်တီးပြီးပြည်သူလူထုနဲ့ကမ္ဘာကိုလှည့်စားရန်ကြံဆောင်နေချိန်မှာ NND ပါတီဝင်တချို့ကပြည်သူဆန္ဒသဘောထားကိုလေးစားလိုက်နာမှုမရှိတဲ့အပြင်ပါတီရဲ့ရည်ရည်ချက်တွေကိုစန့်ကျင်ပြီး၎င်းပါ တီအမည်ကိုအလွဲသုံးစားလုပ်ပြီးလကောက်ဆင်အာနာရှင်အလို့ကြလိုက်နာဆောင်ရွက်ရင်ကိုကျိုးရှာလှုပ်ဆောင်နေကြကြောင်းခိုင်လုံတဲ့တည်င်းထောက်ထားရင်းရရှိထားတယ်လို့ဖော်ပြထားပါတယ်။လက်ရှိမှာ NNT ပါတီကပါတီကောင်ဆောင်ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ညီတူကိုများတာဝန်ပေးရထားခြင်းမရှိပဲဒေါအောင်ဆန်းစုကြည်ပါဝင်မတရားဖမ်းဆီးကနိုင်ငံရေးအကျဉ်းသားတွေအလုံးလုံးမြောက်ဤအတွက်တောင်းဆိုကြိုးပမ်းမှုတွေသာရှိကြောင်းဘ ਹੁ အလုပ်ကော်မတီနဲ့နှိစက်တဲ့တည်င်းရင်းမြစ်တွေကပြောပါတယ်။ ပါတီအနေနဲ့ပြည်သူလူထုနဲ့တသားတည်းရှိရဲဆိုတာပြောကြင်ပါတယ်လို့အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဒုတိယဗဟိုကော်မတီဂျားကာလာပြည်စမချိန်အစည်းအဝေးအပြီးကြေညာချက်မှာအာနာလူစစ်ကောင်စီကကျင်းပဖို့ကြံစီနေတဲ့အတူအယောင်ရွှေကပွဲကမြန်မာမှာပဋိပက္ခတွေကိုသာတိုးပွားလာစေမယ့်အပြင်ဒေသတွင်မတည်ငြိမ်မှုတွေပုံမပေါ်ပေါက်လာစေမှာဖြစ်တာကြောင့်မြည်တိနည်းနဲ့များအတိမတ်မပြုပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့အချက်အပါဝင်ဆုံးဖြတ်ချက်ကိုရက်ကိုကန့်ကွက်သူမရှိအတည်ပြုခဲ့ကြောင်းဖော်ပြထားပါတယ်။ ဇလံပြီးပဲခူးမျိုးရွှေမော်တော်ဖျားလမ်းမှာစစ်ကောင်စီကလမ်းလျှောက်တကြံပြုလုပ်ပြီးမြေပောင်ဝင်သူနေပါတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ဘကိုးတိုင်းဘကိုးမြို့နယ်ရွှေမော်တော်ဖျားလမ်းမှာစစ်ကောင်စီကလမ်းရှာတံပွဲတော်ကိုကျင်းပပြုလုပ်ခဲ့ပြီးမြေဒေသခံပြည်သူတွေပါဝင်ဆွေးနွေးမှုနေပါတယ်လို့ဘကိုးမြို့ဒေသခံတုံးကပြောပါရယ်။ဤပြည်လဆက်လီရဲ့တကြံအကြာနေမှာကျင်းပတဲ့လမ်းလျှောက်တံပွဲတော်ကိုစစ်ကောင်စီဘကိုးတိုင်းဝန်ကြီးချုပ်မိသားစုနဲ့ဖွဲ့ဝင်တွေတက်ရောက်ခဲ့ပြီးစီကားတမ်းမြိုက်စွာကျင်းကခဲ့တယ်လို့စစ်ကောင်စီဝါရဖြန် Telegram Channel မှာဖော်ပြထားပါရယ်။ဒီနေ့ရွှေမော်တော်ဖျားလမ်းမှာသူတို့လမ်းလျှောက်တံလုပ်တဲ့ဒါပေမဲ့လူသိမ့်မရှိဘူး။အရင်ကစီကားတဲ့လမ်းနေမှာတော့အခုရေကစားတဲ့သူမရှိပဲကလေးတွေလောက်ပဲရှိစော့နေတာတွေ့ရတယ်လို့ ို့ပဲခူးမြို့ဒေသခံတုံကသတင်းဌာနကိုပြောပါရယ်ပဲခူးမြို့ပေါ်အဓိကလမ်းမတွေဖြစ်တဲ့ရွှေမော်တော်ဖျားလမ်းဆန်တော်တွင်လမ်းပုံနာစုလမ်းကြောက်ကြီးစုလမ်းနဲ့မက်ကတင်လမ်းတို့မှာဒီကနေ့တကြံအကြနေမှာတကြံပွဲတော်ရေဆော့ကစားသူအနေချင်းသာရှိရလို့ဆိုပါတယ် မလ28ရက်နေ့အင်အားဖြင့်ငလင်တန်းကြုံတွေ့ခန့်ခဲ့ရတဲ့သူတွေပြည်သူတွေအခက်အခဲဖြစ်နေခြင်းစစ်ကောင်စီကတကြံပွဲတော်ကိုအေးတကြံအမိပေးပြီးဆက်လက်ကျင်းပနေတာကြောင့်ဝေဖန်မှုတွေရှိနေပြီးငလင်ဘေးဒဏ်သင်ပြည်သူတွေကိုမျက်ကွယ်ပြုရာရောက်တယ်လို့လည်းဝေဖန်ပြောဆိုနေတာဖြစ်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့တကြံအကြာနေမှာစစ်ကောင်စီကအင်းတော်မျိုးနယ်ရှိဘုံကြီးကျောင်းကိုပုံကျင်းချတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကြသေးမီကတွန်လိုင်းပူပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့အင်းတော်မျိုးနယ်တွင်ရှိဘုံကြီးကျောင်းကိုစစ်ကောင်စီကဘုံကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အေပီလ14တကြံအကြာ နေ့မနက်7:48မိနစ်မှာပိန်နေကုန်းရွာဖုန်ကြီးကျောင်းကိုစစ်ကောင်စီကဘုံးနှလုံးကျင်းချတိုက်ခိုက်ခဲ့ကြောင်းဖော်ပြချက်တွေရသိရပါတယ်။စစ်ကောင်စီကအင်းတော်မျိုးသိမ်းခိုက်ခံရပြီးရဲ့နောက်အင်းတော်မျိုးနဲ့အနီးတဝိုက်ကောလင်းဝန်းတို့စားတဲ့မြို့နယ်တွေကိုပေါင်900ဘုံများတောင်းပြီးနေ့စဉ်တိုက်ခိုက်နေတာဖြစ်ပါတယ်။အင်းတော်ကိုဘုံကျဲသွားတာမှန်ပါတယ်။ပြက်စီးထိခိုက်မှုအခြေအနေကိုတော့ဘုံထက်လာခြင်းမှာဆိုလို့သွားမကြည့်ရသေးပါဘူးလို့အင်းတော်ဒေသခံတအုပ်ကပြောပါတယ်။ KIA APSD ရဲ့ PD ရဲ့ပကပပူပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ AP 9ရက်နေ့ညပိုင်းကအင်းတော်မျိုးကိုသိမ်းယူရရှိခဲ့ ာဖြစ်ပါတယ်။တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမြို့မှာထွက်ပြေးတဲ့တပ်မကုံကုံတပ်မမူပုံမှုချုပ်အောင်တအုံးနဲ့တပ်ဖွဲ့ဝင်160ကျော်ကိုလည်းကတ္တမြို့မှာဖမ်းဆီးရမိခဲ့ပါတယ်။အခုဘုံကျဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး IR ကကောလင်းထီကျိုင်အင်းတော်ဝန်သူပြည်သူများကယူဆိုင်ပါအိမ်တိုင်းဘုံခုချင်းတူးထားပါလင်းရင်တန်ကြားလာတဲ့ဘုံခုချင်းရဲ့ဝင်ပုံးပါအသက်ကိုညံဆောင်ပါတယ်မအားလာရဲ့လင်းရင်တွေမကုံမချင်းဘုံခုချင်းကိုတူးကိုတူးရမှာပါမပေါ်ဆကြပါနဲ့ခင်ဗျာလို့တတိပေးထားကြောင်းဖော်ပြပါရှိပါတယ်ရှင်